De tout, la méditation est la plus importante des choses, car elle seule permet de comprendre la racine de tous les problèmes, d'arriver à un bonheur authentique où l'on n'éprouve plus de besoin, et à terme, d'arriver à ne plus jamais connaître la moindre insatisfaction. La seule chose qui soit dommage, avec les avantages de la méditation, c'est qu'il n'existe pas de démo, d'échantillon ou de catalogue. Alors la seule chose qui soit indispensable de faire pour pouvoir goûter au Dhamma, c'est de s'investir pleinement dans le silence, dans la vertu et dans le détachement. Seul celui qui a goûté au Dhamma ne connaît plus l'égarement. Il sait exactement où il va. Et c'est pourquoi je souhaite au monde entier une seule chose, c'est de pouvoir goûter au Dhamma. ်အဘနာတားရဲ့အမှတ်တရတွေကတော့အများကြီးပါပဲဒီပြင်းလွင် လာရိုက်ရာနေပေါ်တော့ဒီတခန်းသွားရိုက်တော့နနတ်သီးခင်းနေတွေ့ရလိအကုန်နနတ်သီးပိုင်ရှင်မသိပဲနဲ့လေအဲ့လိုနှလုံးသုံးလုံးလောက်ခဏတိုင်းယူပါတယ်ပြောလေအမှတ်တရတွေကတော့အများကြီးပါပဲပေါ့နော်အဲ့လိုဟာဒီစတဲ့ငန်းထဲမှာဖူးဖူးငိုတဲ့ခန်းမှာဆိုရင်ဟိုကလိုက်ဖမ်းရနေပြုတ်ကြအဲ့ဒါလည်းပေါ့နော် ခုံမွားနေတကယ်ပြုတ်ကြတော့တော်တော်နာပါလေ ကြိုက်ဆုံးမတရားခံရကြတော့တမီးတို့ရေခံမယ်ပေါ့နော်အဲ့ဒီဟာကြတော့တမီးတို့၃ယောက်လုံးလေရေတွေကနေပြုတ်ကြရတာအဲ့ဒီအခန်းအရန်ကြိုက်ပါတယ်လို့အဲ့ဒါပဲတမီးကြိုက်ဆုံးဇလန်အိုင်ဝါတကောက်ကောက်ဘလို့ရအောင်လေဒီရေထဲမှာတငယ်ချင်း၃ယောက်လေးဖြတ်သွားတဲ့အခန်းပေါ့အိုက်ခန်းကိုတမိအရန်သဘောကြတယ်နောက်ပြီးတော့လေပိုက်တဲ့အခန်းကိုတမိအရန်သဘောကြတယ် ပါရရခဏခဏလေးပြန်ရိုက်ရတယ်လို့မျိုးပေါ့နော်ဟိုခဏခဏဟာခဏခဏလေးပြန်ရိုက်ရတယ်လို့မျိုးပဲခက်သူကလည်းဟိုအုံနဲ့နေရနေလဲစောက်ဘူးပါတယ်တမိအိုင်တော့အိုက်ခန်းလေးလဲဆိုတော့ကြာပါတယ်နောက်ပြီးတော့ဟာတမိဆိုင်ဆုံးဇလန်လေးကဘယ်လိုများပေါ်ပါပြီးတော့ဟိုတက်တက်လက်လက်လေးရှိရဲ့ဇလန်လေးဟို ါလေးပါရဲ့စိတ်ပြက်ဆုံးခန်းပေါ့နော်ဒီဖူးဖူးနဲ့ပေါ့နော်စသုတ်ဆိုင်ကိုလာရအဲ့ဒါတော်တော်စိတ်ပြက်တယ်ဘာဖြစ်လို့ဆိုတော့နည်းနည်းတော့လွယ်တာပေါ့နော်ဒါပေမဲ့ည10နာရီထိရက်ရလို့ပြီးတော့အကြာကြီးပဲလေအားချာတမီစိတ်ပြက်ရဆုံးခန်းအရတော့တမီကိုဆိုင်နေပေါ့နော်2ရောက်ထဲလေးကြောင်းခန်းထဲမှာငိုရတဲ့ခါ အဲ့တော့ညရင်နည်းနည်းလေးထွက်လို့ဆိုပြီးတော့ပြန်ပြန်ရရပါဘောနော်နှစ်ခါလောက်ရှိရဲ့နောက်တစ်ခါကျတော့ဘာရသေးရကင်မရာကိုမဖွင့်ဘူးလို့ဆိုပြီးတော့အချင်းကရမ်းကြတယ်အင်းပြီးတော့ကျတော့တုံတာဘောနော်တုံတာရက်လေတုံးကြီးကိုတုံးကြီးတော်ကြောင်းမိတယ်အဲ့ဒါတုံးကြီးအရန်စိတ်ရက်မိပါတယ်ကျုပ်ရှိပါတယ်ဟုတ်တမီးစိတ်ပြရတော့ခန်းကစတင်ခန်းမှာပေါ့နော်ဆီယာမတမီးကိုခေါင်းနဲ့ခဏခဏရိုက်တာ အချိန်ပေါင်းလည်းမနေဘူးအိုက်ထောက်ကိုသူမိအရန်ဆိတ်ပြတ်တယ်ကြောက်ပါပြီအိမ်မှာလားပညာသင်မှာလားရုပ်ရှင်ရရိုက်ဘူးပါလေအဲနိဝါနရဲ့ဟာစွစဒီကားပေါ့နော်ဓမ္မရဲ့ရတာရဲ့ပြီးတော့နောက်ထပ်ဆက်ရိုက်ခြင်းသေးလားဆိုရိုက်ခြင်းသေးပါတယ်အဲဘလို့ကားမျိုးလဲဆိုတော့ဟာတာကားတို့ပြီးတော့ဟွာလူငယ်ဆန်ဆန်ပေါ့နော်အဲ့လိုကားလေးပြီးတော့တရေကားလေးရိုက်ခြင်းပါတယ် တမရရုပ်ရှင်ရိုက်ဟူပါရဲ့နှကားရိုက်ဟူပါရဲ့ဒီဝါနာရဲ့အခုဓမ္မရဲ့ရတာဆိုတဲ့ကားရဲ့ပါအင်းဟိုကြောရိုက်ရှင်သေးလားဆိုရင်တော့ရိုက်တော့ရိုက်ရှင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တမီးတို့တွေအခက်ခဲနေကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီအခက်ခဲတွေကစကားထွက်လာတဲ့အချိန်မှာစိတ်ရက်စရာမကောင်းတော့ပါဘူးရော့ ီးတော့ဘလိုကားတွေရရှင်လဲဆိုရင်တော့ဟာတာကားလေးဖြစ်ဖြစ်ပြီးတော့ဒီလိုဖျားတရားကားလေးဖြစ်ဖြစ်ရရှင်ပါတယ်ရုပ်ရှင်ရိုက်ဘူးလားဆိုရင်တမိရုပ်ရှင်ရိုက်ဘူးပါတယ်။တမိပထမဆုံးရိုက်တဲ့ကကကြီးမြတ်သောအမွေပါ။ဒုတိယကနီးဝါးလည်းမသိဘူးနော်။တတိယကဓမ္မရာတာတိကပါ။ရိုက်ရှင်သေးလားဆိုတမိရိုက်ရှင်သေးပါတယ်။ ဘလိုကားလေးရိုက်ချင်တယ်ဆိုတော့အရန်တတရရအေးချမ်းချမ်းလေးနဲ့ဟိုဟာတာကားလေးလို့ចောင်းသူကားလေးပေါ်တတကားလေးပဲတမီးရိုက်ချင်ပါတယ်မဲဒီပေါ်တော့မင်းသားမင်းသမီးငယ်လေးအတွက်ဒီစိတ်ချရမယ်ပြီးတော့ကြတော့ ဟိုဟာရုပ်ရှင်တကားရိုက်ဖို့အတွက်ပေါ့နော်အခက်ခဲတွေကတော့အများကြီးပါတယ်အဲ့လိုအခက်ခဲကြားတွေကမှစူးစမ်းရတယ်ဆိုရင်တော့အောင်မြင်နိုင်ပါတယ်ပေါ့နော်နောက်တမဲမင်းသားမင်းသမီးငယ်လေးတွေကိုအကြံပေးချင်တာကတော့อืมဝါနာအတိုင်းဆက်လက်စူးစမ်းဖို့ပါတယ်ပြီးတော့ကျတော့အဲ့ရိုက်တော့မယ်ဆိုရင် စိတ်ကိုနှစ်ထားသင့်ပါတယ်ပြီးတော့ကိုကြမဲ့တောင်းလို့လဲကိုရံလည်းထမ်းဆောင်နိုင်ရပါမယ်ဘာမှလည်းရှက်စရာကြောက်စရာမလိုပါဘူး ပြီးတော့ဒရိုက်တာရဲ့ညွန်ညာချက်ကိုပဲလက်ခံရပါမယ်။အဲနောက်တော့မင်းသားမိမိငယ်လေးအကုန်လုံးကိုကြိုဆိုပါရဲလို့အဲတမီးတို့ကပညာတဲ့မဟုတ်ပါဘူးဝါသနာတဲ့လေးတွေပါနောက်တော့ရုပ်ရှင်မင်းသမီးအဲဟာမင်းသားတွေကလည်းဆက်လက်ကြိုးစားပေးပါတမီးတို့ကိုလည်းအားပေးပေးပါပေါ့ဟိုဘယ်လိုအခက်အခဲကြုံကြုံစိတ်မပြတ်ပါနဲ့စိတ်ရောက်ကိုပါဒီအလုပ်ထဲကိုပေါ့ကိုဝါသနာပါရင် အောင်မြောင်ကြိုးစားကြပါလို့တမီးကတိုက်တွန်းပါတယ်ရှင် ဒီကားစရိုက်တော့ဗောနော်ဒီဓမ္မရဲ့အရသာဆိုတာဘာလဲတော့မသိနော်ဒီကောင်းစဉ်စပြောတော့ဓာကြီးကဘာကြီးလဲဆိုတာသိမသိဘောဒီမနေ့တနေ့မှရိုက်လိုက်တဲ့ဗောနော်ဒီဂူတွေပေါ်မှာတရားထိုင်နေခန်းအားဆိုရင်ဒီတရားထိုင်နေဟာဗောနော်ဒီဟိုအရန်ကိုငိမ့်ချတယ်ပြီးတော့အေးလဲအေးချတယ်ဒီအသက်ရှူတာကိုပဲစိတ်ထဲမှာမြုပ်ထားတယ်ဆိုရင်ကိုယ်စိတ်ကဗောနော်အလိုလိုနေနဲ့အေးချမ်းနေပါတယ်အဲ့ဒီတရားထိုင်နေ အချိန်ရဆက်ပြီးတော့ဒါပေါ့နော်ဒီဓမ္မရဲ့အရသာကိုတည်သွားပါတယ်လို့တော်ပြီလေဒီကားရိုက်ပြီးတဲ့အချိန်မှာဓမ္မရဲ့အရသာကိုတည်သွားပါပြီအင်းအရင်တော့ဆိုရင်တမျိုးဘလောက်ပဲဆုံးမဆုံးမတမိစိုးခဲ့ပါတယ်အမေအခုဒီကားရိုက်ပြီးတဲ့အချိန်မှာပေါ့နော်တရားထိုင်နေတော့မှကိုယ့်အနေကိုစိတ်ပါသွားရင်ဇလုံးမခွင့်ဝဲနေတော့နေလိုက်ပါတယ်အဲ့ဒါ ရားလိုက်ဆိုရင်တရားထိုင်မှုပါတယ်။အဲတော့တရားထိုင်ရစိတ်ကဘလို့မြောက်မလို့အနောက်ဖြတ်တစ်ခုခုဝင်လာနဲ့တက်ပြီးတော့မျက်လုံးခွင့်မိရဲ့အဲလိုပါပြောမိရဲ့အဲလိုမျိုးတွေဖြစ်ပါတယ်။အခုဒီကားရပြီးမှတရားထိုင်ရတာလေဟိုဘလို့ရလဲတမိလိုတမိရဲစီမှုရဲ့တရားလဲထိုင်တတ်သွားပြီးစိတ်ကလည်းဝင်နေထက်လို့ပဲမှတ်မှတ်သားတတ်လာပြီးအဲဟို အရှင်ရသေးတင်ပေးတယ်အရှင်ရသေးကတရားထိုင်ဘလို့ထိုင်ဘလို့ထိုင်ဆိုတော့တမီးအခုကတရားထိုင်ရအရန်တရားလက်ထိုင်တတ်သွားပြီးတော့တရားထိုင်ရလည်းအရန်ကြည်လို့လာပြီးစိတ်ကလည်းဖင်ပြဲသွားတယ်လို့မျိုးပဲခံစားကြလာပြီးတော့အငြင်းနဲ့လည်းတရားထိုင်တော့ပါမယ်လို့ကတိပေးပါတယ်ဟာယရီဘာဖြစ်လာလဲဖင်ပြဲလို့ပါဘာဖြစ်ရည်ရကြဘာလို့ရအောင်เนี่ยကဲကဲမတရားอยู่ကြတင်ရလေး 呃，你俩都有。你俩。哦，没来，没来。你好，表姐。啊，表来着。你干。干起来嘞。ကောင်းမရှိတော့မျိုးလို့ရတယ်ဒါပေမဲ့သူ့ကိုငါအရန်လို့ချင်နေ။အော်ပြန်လို့ရမယ်ငါပါတယ်ထင်တယ်။အယုတ်ကတူပါနေတာဟုတ်လား။ဟုတ်ပါတယ်။ ချက်လားနိုင်ပါပြီ။ဆိုလို့ရေးကြောပြောရပါမယ်။

Aktion. ကအမွားရှိတယ်တင်လို့လားမရှိပါဘူးအမှန်ကတော့နန္ဒလင်ခေါ်လေကောင်းမလေးတယောက်တွေ့တယ်သူကအရာတူတယ်တရေတူတယ်စပင်ပုံစံလည်းတူပါတယ်သူဘာတဲ့အချိန်မှာသူနောက်ပဲပဲ မျက်နှာမတူလို့ဘူးနှစ်ခါပါတဲ့အချိန်မှာဆိုရင်တပိုင်းရိုက်ပြီးတော့နောက်တပိုင်းထားရိုက်ပြီးပြီးဆိုရင်နှစ်ခုလုံးပေါင်းပြီးတော့လောက်ခဲ့ပါတယ် ဒီဟာကပြင်းဦးနယ်မှာရိုက်တာဒီဟာကတော့မင်းလေးမှာရိုက်တာပြင်းဦးနယ်မင်းလေးဒီဟာကတော့ကြောက်လောက်ပိုင်းရိုက်တယ်ဒီဟာကလေးလာပိုင်းအဲ့ဆိုရင်နေရမှာရောဘာလို့ကြောက်မလားအဲ့ဒီနေရာမှာရှင်းစရာကြီးတင်းကန်းကြီးကရေးတယ်မှာပျောက်သွားတယ်အဲ့ဒီတိုင်းပဲတင်းကန်းမပါပဲနဲ့အကြိုက်ဆက်ရရသေးတယ် စတဲ့ငါအခန်းကရိပ်ကိုအခဲကျုံတယ်။ဒါဆိုတော့ဒီလေနိုင်ခွာရမယ်။ဒီကလေးမိနာနဲ့မလာပဲနဲ့အကြိုက်ဆုံးခိုင်းပြီးတော့နောက်နေပါလား။ငါကြည့်တော့ဘူးပေါ့။ပြီးတော့လည်းဒီပါလေးပဲဒီနေ့ရောတစ်ခါလေဒီမနာတွေပါလေ။ဒီဒီကကြာပြည့်ရသေးတယ်။